မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တောင်ဝင်းမြို့နယ်ရဲစခန်းကိုလက်ပစ်ဘုံးနဲ့ပြင်းထန်တိုက်ခိုက်ရာရဲတပ်ဦးတိုက်ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 28ရက်နေ့မိုးလယ်2:40မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အကြိုးစီးပွားကိုကာကွယ်ပြီးတော့ ပြည်သူများကိုနှိပ်စက်ဖိနှိပ်ကြရှိတယ်။တောင်ဝင်မြို့နယ်ရဲစခန်းကိုလက်ပစ်ဗုံးနဲ့ပြည်သွင်းတိုက်ခိုက်ရာအကြမ်းဖက်ရဲတချို့ထိခိုက်သိမ်းဆုံးပြီးတော့တအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တောင်ဝင်မြို့နယ်ရဲစခန်းကိုလက်ပစ်ဗုံးနဲ့ပြည်သွင်းတိုက်ခိုက်ခဲ့ပါတယ်။ရဲစခန်းထဲမှာရှိနေတဲ့ရဲသုံးကောင်ကတော့ပွဲချင်းပြီးသေးတယ်။တကောင်ကတော့ပြင်းထန်ဒဏ်ရာရတယ်။အခြေအနေမကောင်းဘူးလို့ Anonymous Force ရန်ကုန်စစ်ဒေသခွဲ PRF ကတောင်ဝင်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုခြိတက် operation တွေကတခုအဖြစ်နဲ့ဆောက်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအနေနဲ့တစုံတရာထိခိုက်ခဲ့ခြင်းမရှိဘဲဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာဂျပန်စစ်ကောင်စီတပ်သားများဟာရဲစခန်းထဲကိုရောက်ရှိလာပြီးတော့စခန်းပတ်ဝန်းကျင်ကိုမိုးကအစိမ်းများနဲ့ကာယံပြီးတော့ပရဟိတကားများနဲ့ရဲတွေရဲ့အလောင်းများကိုတဲထုတ်သွားတယ်လို့သိရပါတယ်ရဲဘက်သတင်းအမိတချို့ကလည်းလက်ပစ်ဘုံနဲ့ပြစ်ခတ်ခံရတာဟာမှန်ကန်တယ်လို့အတည်ပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မိုင်း၃၀ခန့်ကွာဝေးတဲ့တောင်ခမ်းကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ရင်း၄ရင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေရ တရင်၃ခုကိုတိမ့်ပိုက်ရရှိထားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောက်ချုံမြို့တောင်ဘက်ဒုထဝရီမြေကူတရာအနောက်ဘက်မှာတည်ရှိတဲ့တောင်ခန်းကြီးရွာမှာအမြောက်စခန်းကိုကဲမှုဌာနချုပ်မဆခ၉ရက်နှစ်နဲ့၎င်းလမ်းအောက်ခံအမြောက်တရင်၃ရင်းဖြစ်တဲ့အမတ354အမတ206အမတ406တို့တည်ရှိပြီးတော့အဲ့ဒီတပ်စခန်းများကိုတောင်းတက်မတော် TNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီတပ်စခန်းတွေကမဆခ၉ရက်နှစ်အမတ206နဲ့ အမတာ406တို့ကိုတော်လိုင်းတက်များကသိမ့်ပိုက်ထားပြီးတော့အမတာ354တိုင်ရင်တစ်ခုသာကြန့်ရှိတော့တယ်လို့သိရကြောင်းရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။၃ခုရပြီလို့သိရတယ်။ရဲဘော်တွေနဲ့အဆက်အသွယ်ရတယ်။၃ခုရပြီလို့တော့ပြောတယ်လို့နောင်ချုံမြို့မှာရှိတဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။နောင်ချုံ PDF ကရဲဘော်တအုပ်ကလည်း ်ပုံကားလေးတက်ပဲနည်းနည်းကြံတော့တယ်လို့ကြားတယ်ကြံတဲ့တပ်စခန်းတွေအားလုံးကိုထိန်းချုပ်ထားနိုင်တယ်လို့ကြားတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်သားများဟာတောင်ခမ်းကျေးရွာအနီးမှာရှိတဲ့တောတောင်တွေကြားထဲမှာလည်းကြံရှိနေသေးတယ်လို့၎င်းကဆက်ပြောပါတယ်တောင်ခမ်းမှာရှိတဲ့မဆာခကိုရနဲ့ဌာနချုပ်ကြဆုံသွားပြီးတော့ဗဟိုကင်းအိမ်တော်တွေလိုင်းအရာရှိကြီးများအိမ်ယာအရာရှိရိတ်သားများကြဆုံပြီးတော့စောက်ခွာရန်ပြင်ဆင်နေတယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel များကလည်းဒီကနေ့မနက်7:00နာရီခန့်မှာရေးသားပြီးတော့တင်ထားကြပါတယ်ဒါ့အပြင်တောင်ခမ်းကျသွားပြီးတော့ ပြည်ဦးလွယ်မျိုးအတွက်စိုးရိမ်ရေးအမှတ်လို့ထမှန်အတိပဲရေးသားထားတာကိုလည်းတွေ့ရပါတယ်။တောင်ခမ်းကတက်တွေအခြေအနေမကောင်းပါဘူး။ဒါကမြေပြင်အမှန်တရားပါပဲ။ဒီတော့ပြည်ဦးလွယ်အဓိကခံစစ်ဆိုလို့ဝတ်ဝံကြောနဲ့ဗန်ပွေးခံစစ်ရယ်ပွဲကောက်ခံစစ်ရယ်ပဲရှိတော့တာ။ကျန်တဲ့ခံစစ်တွေကမျိုးပြဆန်လုံးနဲ့တောင်ခမ်းကြရင်တာစီလွင်ပြင်ကြောက်ဆယ်လွင်ပြင်ပောက်ပြီး ရက်ဆောက်ဘာထူးတက်နေလဲထိုးစစ်စင်ခံရမှာပဲလို့စစ်ကောင်စီဝါဒဖြန့် channel တခုကရေးသားထားပါတယ်။တောင်ခမ်းမှာရှိတဲ့အဲ့ဒီအမြောက်တပ်များဟာပြင်းလွင်မြို့မှာရှိတဲ့စစ်တပ်စခန်းများအတွက်အဓိကခန်းစစ်စခန်းများလည်းဖြစ်တယ်လို့သိရပါတယ်။စီရဲသတင်းများစီရဲတုံ့တက်ချက်များကိုရေးသားဖော်ပြပေးနေတဲ့ CDM ဘူကြီးစင်ရောကဒီတောင်ခမ်းတက်နေရသွားပြီဆိုရင်ပြင်းလွင်ဘက်ကလည်းဝုံဝုံဘက်ကတွားလို့ရတယ်လို့နောင်ချိုဘက်ကနေလည်းတက်တဲ့လာလို့ရတယ်ပြီးရင်မဒီယာဘက်ကနေလည်းလာလို့ရတယ်ဆိုတော့စစ်မျက်နှာအလုံးရင်းနဲ့ဝင်လာလို့ရတဲ့အနေအထားမျိုးပေါ့ ပြီးရင်တောင်ခမ်းကနေပြီးတော့ရက်ဆောက်ကြောက်ကူဘက်အထီကိုရှမ်းတောင်အထီလမ်းပွင့်သွားမယ်အနေထားမျိုးပဲလို့ပြောလို့ရမှာဖြစ်ပါတယ်လို့သူ့ရဲ့အမြင်ကိုပြောဆိုထားပါတယ်အမြောက်တိုက်ရင်များရှိရာတောင်ခမ်းရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်များအားတော်လိုင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေတာဟာဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီးတော့အခုရက်ပိုင်းများအတွင်းမှာလည်းတောင်ခမ်းရွာမှာရှိတဲ့အမြောက်တိုက်ရင်များကိုဥတီထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဩဂတ်စ်လ25ရက်နေ့ကစပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဒါကြောင့်အဲ့ဒီနေရာကိုပြည်ဦးလွင်မြို့အခြေစိုက်သိပ္ပံနဲ့သူစိတ်ဒနာနီးပညာဌာနချုပ် တာတာနာတရင်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ် တောင်ခမ်းတိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းပစ်ကူများနဲ့ဇက်တိုက်အုံပြုနေတယ်လို့နောင်ချုံမြို့ကမြို့ကန်များကပြောဆိုထားပါတယ်။တောင်ခမ်းကျေးရွာဟာနောင်ချုံမြို့ကရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့ကိုသွားတဲ့လမ်းပိုင်းမှာတည်ရှိပြီးတော့နောင်ချုံမြို့ကနေဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကအဲ့ဒီရွာတပ်စခန်းတွေမှာအထိုင်ချထားတယ်လို့သိရပါတယ်။ဒါ့အပြင်ရှမ်းတောင်ကနေအင်အားဖြည့်တင်းထားတဲ့စစ်ကောင်စီတပ်များအပြင်ရဟရင်နဲ့ပို့ဆောင်တဲ့စစ်ကောင်စီတပ်သားများဟာလည်းတောင်ခမ်းမှာရောက်ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီကနေမှတစ်ဆင့်နောင်ချုံနဲ့ကြောင်မဲမြို့များကို 别来偷着生，谁管谁家？谁家的鸡皮叫？大眼屎巴的看呀！ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြို့သိမ်းမြို့နယ်မှာပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့လက်နက်ကိုင် ပြူစောတိခေါင်းဆောင်ကျော်စိုးလင်းကိုပြစ်ခတ်တိုက်ခဲ့ရာပေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ28ရက်နေ့ညနေ9နာရီကမှမြို့သိမ်းမြို့နယ်မြေပြင်သာကြေးရွာမှာနွားချောင်းနေတဲ့ပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့လက်နက်ကိုင်ပြူစောတိခေါင်းဆောင်ကျော်စိုးလင်းကိုတိုက်တောင်းတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဦးခေါင်းကိုတနက်ချီထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးပါတယ်။ကျော်စိုးလင်းကလက်နက်ကိုင်ပြူစောတိခေါင်းဆောင်တနက်ရမယ်ထင်ပြီးတော့သူ့အိမ်ကိုကျွန်တော် တို့ရဲဘော်တွေဝင်ရောက်ရှာဖွေဖို့အသွားမှာစစ်ခွေးသုံးကောင်နဲ့တွဲလို့တနက်မယူခဲ့ရပဲနဲ့ပြန်ဆုတ်ခဲ့ရတယ်။နွားချောင်းနေရင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့တိုက်တောင်းတပ်ဖွဲ့ကဒုတာဝန်ကဖိုးခွားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်အလုံနဲ့အင်းစိန်မြို့နယ်များမှာအကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းရန်အတွက်လူငယ်များကိုအတင်းအဓမ္မဖမ်းဆီးခြင်းနဲ့လူငယ်များကိုပေါ်တာဆွဲခြင်းများကိုလည်းလှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ရန်ကုန်မြို့မြောက်ကလာပါနှစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ုပ်ချုပ်ရေးမှူးထွန်းထွန်းဦးနဲ့လူမိုက်မဲလုံးတို့အဖွဲ့ဟာပြည်သူများကိုစစ်မှုထမ်းရန်အတွက်အတရားဓမ္မစူဆောင်းခြင်းများကိုလှုံ့ဆော်နေကြောင်းရက်ကွက်နေပြည်သူများကပြောကြားထားပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါလူမိုက်များကအစမတန်ငွေကြေးတောင်းခံခြင်းများလူငယ်များကိုရိုက်နှက်မှုများလည်းကျူးလွန်နေတယ်လို့သိရပါတယ်။လူငယ်တွေကိုရက်ကွက်ရုံးကိုခေါ်ယူရိုက်နှက်မှုတွေလည်းရှိတယ်။တိတ်မကြခင်ကရက်ကွက်ရုံးကိုလူငယ်တအုပ်ကိုခေါ်ယူပြီးတော့ရိုက်နှက်ခဲ့တယ်။ငွေတွေလည်းအစမတန်တောင်းခံနေတယ်လို့ရက်ကွက်နေပြည်သူတို့ကပြောကြားထားပါတယ်။အလားတူပဲ အလုံးမျိုးနဲ့ကရင်ချက်ရက်ကွက်မှာရှိတဲ့ကရင်ချက်ရက်ကွက်အုပ်ချုပ်ရေးမှူးမန်းကျော်နိုင်ဦးကအေစီအန်းနဲ့နေထိုင်နေတဲ့အလို့သမားများကိုစစ်မှုထမ်းမယ်ဆိုပါကအေစီအန်းပေးမှာဖြစ်ကြောင်းနဲ့စစ်မှုမထမ်းပါကအေစီအန်းစစ်ပြီးတော့စစ်တပ်ထဲကိုဖမ်းဆီးထည့်သွင်းမယ်လို့ချင်းချောက်ပြောဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တွေစီကနေပြီးတော့အကြက်ကငွေညစ်နေကြောင်းရက်ွက်နေပြည်သူများထံကနေပြီးတော့သိရှိရပါတယ်။အလုံးကရင်ချက်ရက်ွက်မှာစစ်မှုထမ်းရန်အတွက်လုပ်ငန်းရှင်တွေစီကနေပြီးတော့လူတယောက်တောင်းပါတယ်မပေးနိုင်ရင်လူစားထိုးထည့်ဖို့အတွက် တယောက်စာအတွက်သိန်း30တောင်းတယ်အဲ့ဒီထဲက9သိန်းကိုလူစားထုတ်ဖို့ရှာပေးတဲ့အဖွဲ့ကိုပေးရပြီးတော့အုတ်ချုပ်ရေးမှုက25သိန်းယူတယ်လို့ရက်ကွက်နေပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်စစ်မှုထမ်းအပတ်စဉ်9အတွက် အော့ခက်ကွန်ဒိုမှာနေထိုင်တဲ့ပြည်သူများထံကနေပြီးတော့လူငယ်တအူးတောက်ခံနေပြီးတော့အကယ်၍မပေးနိုင်ရင်ငွေကျပ်330ပေးဖို့တောက်ခံနေတယ်လို့သိရပါဗျ။လူရှာလို့မရတဲ့အတွက်ပြည်သူများကလည်းငွေကျပ်330ပေးရန်သဘောတူလိုက်ရတယ်လို့သိရပါဗျ။အလားတူပဲရန်ကုန်မြို့အင်းစိန်မြို့နယ်ပိန်းနေကုန်းရပ်ကွက်မှာလည်းအုတ်ချုပ်ရင်းမှုကြော်ကြော်လွင်ကရပ်ကွက်နေလူငယ်တိုင်းကိုအတင်းအဓမ္မစစ်မှုထမ်းရန်စရင်ကောက်ချင်းဖောင်ဖြိတ်ခိုင်းခြင်းများကိုလှုံ့ဆော်နေကြောင်းရပ်ကွက်နေပြည်သူများကပြောကြားထားပါတယ်။ ိမ်မှာရှိတဲ့လူငယ်ယောက်ျားလေးတွေအကုန်လုံးကိုရုံးကိုခေါ်ပါတယ်။နှစ်ယောက်ရှိရင်နှစ်ယောက်၊သုံးယောက်ရှိရင်သုံးယောက်ခေါ်ပါတယ်။စည်ရင်းသွေးခိုင်းပါတယ်။ဖောင်ဖြည့်ခိုင်းတာပေါ့ဗျာ။ကျွန်တော်တို့ရဲ့ကိုရင်းအချက်လက်တွေကိုလည်းတောင်းပါတယ်လို့ရက်ွက်နေပြည်သူတို့ကပြောပြထားပါတယ်။ဒါတွေမကပေးပဲနဲ့ပိန်နယ်ကုန်းရက်ွက်အုပ်ချုပ်ရေးမှုကြော်ကြော်နိုင်ရာရင်မှုကြော်ဦးနဲ့အပေါင်းပါတို့ကပြည်သူများထံကနေပြီးတော့ငွေကြေးတောင်းခံခြင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကရက်ွက်အတွင်းမှာတွာလာရမှာဒုတ်ဓာများဒုံများကိုကန်ဆောင်ပြီးတော့အောက်စုဖွဲ့လူမိုက်ပုံစံမျိုးနဲ့တွာလာလှုပ်ရှားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းလက်ပဒန်းမြို့နယ်မှာအရက်သေးစားမူရစ်တောက်စားထားတဲ့စစ်ကောင်စီတပ်သားတချို့က drone လွတ်တင်ပြန်တန်းတဲ့အချိန်မှာလူနေအိမ်ပေါ်ကိုကြက်ရောက်ကပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 28ရက်နေ့နေ့လယ်2နာရီခန့်ကလက်ပဒန်းမြို့နယ်တရချောင်းရွာမှာအရှိတ်အဟုန်မှာရှိတဲ့စိတ်ဓာတ်ကျေးရွာကလူနေအိမ်တစ်လုံးပေါ်ကိုစစ်ကောင်စီတပ်ရဲ့ဘုံကျဲ drone တစ်စီးပြတ်ကြကပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အိမ်ထဲမှာထိုင်နေကြတာအတန်ကြာတော့လေရင်လာတဲ့ထင်းပြီးအောက်မှာငြိမ်နေတော့ ဝုန်းကလေးဆိုတဲ့အတန်ကြီးကြားတော့မှလန့်ကုန်တာစစ်ကောင်စီတွေကအယံမူးနေကြတာလမ်းကြောင်းမှားပြီးတော့တစ်ပင်နဲ့ညှိသွားလို့အိမ်မော်ကိုပြုတ်ကြတာလို့ဒေသသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ခိုက်ရေးဘုံကျဲ drone ကိုလွတ်တင်ခဲ့တာဟာပြက်ကြပောက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့စိတ်ဓာတ်ကြီးရွာနဲ့နှစ်မိုင်ကျော်ရှိတဲ့ထမ်းမင်ကုန်းကြီးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကပြန်တန်းခဲ့ခြင်းဖြစ်ပြီးတော့ drone ပြက်ကြတဲ့နေရာကိုလည်းလာရောက်ကြည့်ရှုခြင်းမရှိဘူးလို့၎င်းကဆက်ပြောပါတယ်စစ်ကောင်စီတပ်ရဲ့ drone ပြက်ကြပောက်ကွဲမှုကြောင့်နေအိမ်အတွင်းမှာရှိတဲ့အင်ရှင်မိသားစုများထိခိုက်မှုမရှိခဲ့တော့လဲနေအိမ်ရဲ့အမိုးအခါများ ောက်ပြဲပျက်စီးခဲ့တာကိုဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ် အဲ့ဒီထမ်းမင်ခုံကျေးရွာအခြေစိုက်စိတ်ကောင်းစီတပ်သားများဟာဩဂတ်စ်လ24ရက်နေ့ရင်ငံရွာတိုက်ပွဲနဲ့ဩဂတ်စ်လ28ရက်နေ့ဘကိုးရုံမှာအဆက်တော်လိုင်းတပ်များနဲ့ထိတွေ့တိုက်ပွဲများမှာဒရုန်းနဲ့ဘုံကျဲခြင်းလက်နက်ကြီးပစ်ကူပေးခြင်းများကိုလှုပ်ဆောင်နေတဲ့အထိုင်ချနေရာလေးဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာထိတွေ့တိုက်ပွဲများကြောင့်လက်ပန်းမျိုးနဲ့အတွင်မှာနှစ်ဖက်စီရင်တင်းမှလည်းရှိရာဒီကနေ့ဩဂတ်စ်လ29ရက်နေ့မနက်ပိုင်းမှာလည်းစစ်ကောင်စီတပ်ကအင်အားဖြည့်တင်းပြီးတော့ဘကိုးရုံမှာကိုစစ်ကြောင်းထုတ်ဖို့အတွက်ပြင်ဆင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အချက်မဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးပြီးစာတင်ချောင်းနဲ့နေအိမ်၅လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ28ရက်နေ့ည7:30မိနစ်ခန့်မှာအချက်မဲ့စစ်ကောင်စီက Jet Fighter နဲ့ကြောင်မဲမြို့အမှတ်9ရပ်ကွက်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီဘုံနှလုံးကျဲရောက်ပောက်ကွဲမှုကြောင့်ရပ်ကွက်နေပြည်သူအသက်54နှစ်အရွယ်မိုင်းအညော်ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့အသက်35နှစ်အရွယ်ကိုငယ်လေးနဲ့အသက်50 အရွယ်ကိုအောင်တို့နှစ်ဦးဘုံစားထိမှန်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောင်မဲမျိုးအမှတ်ကိုရက်ကွက်မှာရှိတဲ့ခြေကံပညာအထက်တန်းကျောင်းနဲ့နေအိမ်၅လုံးနဲ့ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ28ရက်နေ့မနက်တနာရီ30မိနစ်ကလည်းတီဘောမျိုးအတွင်းကိုအကြမ်းဖက်စစ်တပ်က112လေယာဉ်နဲ့ ဘုံအလုံးရည်90ကျော်လာရောက်ကျဲချတိုက်ခိုက်ခဲ့မှုကြောင့်ဒေသခံပြည်သူနှောက်ဦးတေဆုံးပြီးနှောက်ဦးတန်ရာရရှိကစာတင်ကြောင်းနဲ့နေအိမ်များလဲထိမှန်ပြတ်စည်းသွားခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်စ်လအတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်ဆက်တကတီဘောမျိုး၊ကြောင်မဲမျိုး၊ကုတ်ခိုင်မျိုးနဲ့နမ်ဆန်မျိုးများမှရှိတဲ့ပြည်သူများကိုဥတီပြီးတော့လေကြောင်းကနေလိုက်လံဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူတွေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပြီးဘုံကြီးကြောင်စာတင်ကြောင်ဘာသာရေးအဆောက်အဦနဲ့ဒေသခံပြည်သူများရဲ့နေအများလဲထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ TNL ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းစော်ဘွားရေရှင်ကျေးရွာစီကန်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ August 28ရက်နေ့ညနေ3:00ခန်းက ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်များကပြောဆိုထားပါတယ်။ဒါ့အပြင်မွန်ပြည်နယ်ဘီလင်းမြို့နယ်တောင်ကလေးကြီးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်လိုက်တဲ့လက်နက်အကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်6နှစ်အရွယ်ကလေးငယ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတောင်ပိုင်းတိုင်းစစ်တွေကပြည်သူ့ကာကွယ်တပ်မတော် PDF ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ဩဂတ်လ26ရက်နေ့မှာနှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲဇီးဝန်းအမြောက်တပ် ်3တက်4တက်ရင်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာဘီလင်းမြို့နယ်တောင်ကလေးကြီးရွာအတွင်းမှာရှိတဲ့နေအိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့နှစ်တန်းចောင်းသားမောင်ဝင်းကိုအသက်6နှစ်ရဲ့ပေါင်မှာဘုံးစားထိမှန်တရားရရှိခဲ့ပြီးတော့နေအိမ်လည်းပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you